အပြည့်ပြည့်နဲ့ဘလွန်နီယိုစုကိုတော်မျက်ဆောင်ထိုးလာနိုင်တဲ့ဂေါဂျီအန်တိုနီဘလွန်ပရိသတ်တွေရဲ့ပါဇက်ပြားမှာရေပန်းစားနေတဲ့ကသမားတူအူကြောင့်ပြောပြခြင်းပါတယ် သူကတော့ဘတ်တစ်တင်ရဲ့တောင်ပန်ကစားသမားဂုံကြီးအန်တိုနီပဲဖြစ်ပါတယ်။သူရဲ့လက်ရှိခြေစွမ်းကိုကြီးကြီးအဖြစ်နောက်နေ့ဘလွန်ဒီယောဆုအတွက်စည်ရင်းဝင်တောင်ဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေတယ်လို့တောင်ပြောဆိုနေကြပါတယ်။နိုင်ငံကစားခဲ့တဲ့လာလီဂါဝေးခွင်ပွဲစဉ်မှာဘတ်တစ်တင်ဟာအစပန်ယောတင်းကိုနှစ်ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာအစပန်ယောကရင်အိုးဆောင်ကိုသွင်းယူနိုင်ခဲ့ပေမဲ့ဘတ်တစ်ကတော့ချီပါကိုနဲ့အနိုင်ဂိုးတွေကိုပြန်လည်သွင်းယူပြီးဖိုးတန်ဝေးခွင်သုံးဘက်ကိုရယူနိုင်ခဲ့တာပါ။ဒီဘက်မှာဘတ်တစ်အတွက်ချီပါကိုကိုလိုဆက်လုကတကိုးတော်ဆွမ်းဆောင်ရင်နဲ့လက်လာပပသွင်းယူပေးခဲ့တယ်လို့အနိုင်ဂိုးကိုသွင်းယူခဲ့တဲ့ဂုံကြီးအန်တိုနီရဲ့ကံချက်ကလည်းပရိသတ်ကိုပဇာဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။သူရဲ့အောင်အောက်ပွဲကံကြက်ဟာကိုယ့်ရ ဲ့ဘယ်ဘက်တောင်တဲကိုအပြစ်ပြောစရာမရှိတော့အောင်တိတိကျကျဝင်သွားခဲ့တာပါကိုကြီးအန်တိုနီဟာဘက်တစ်တင်းမှာခြေစွမ်းပြသနေပြီးကိုရီသူယူနေနိုင်တယ်လို့ကိုဖန်နီမိုးတို့လည်းပြုလုပ်ပေးနေပါတယ်သူရဲ့ဒီလိုမျိုးတောက်ပတဲ့ခြေစွမ်းနေကြောင့်ဘက်တစ်တင်းဟာလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်မျှော်လင့်ချက်တွေပုံမရှင်တင်လာခဲ့ပြီဖြစ်ပါတယ်အန်တိုနီရဲ့လင်မြန်တွက်လက်တဲ့တောင်းပန်ကစားဟန်တိုင်ဘက်ခံစီကိုထိုးပေါက်နိုင်တဲ့စွမ်းရည်အဆုံးသက်ပိုင်းရဲ့တိကျမှုတွေဟာဘက်တစ်တင်းအတွက်အင်မတန်ရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်သူရဲ့ခြေစွမ်းဟာတပွဲပြီးတပွဲပုံမတိုးတက်လာနေတာကိုမြင်တွေ့ရပါတယ်ဘက်တစ်တင်းဟာလက်ရှိချိန်မှာချန်ပီယံလိဝင်ခွင့်ရနိုင်တဲ့အဆင့်မှာရပ်တည်နေပြီးကိုကြီးအန်တိုနီရဲ့ဆက်လက်ကောင်းမွန်တဲ့ခြေစွမ်းနေတဲ့အတူလာမယ့်ပွဲစဉ်တွေမှာလည်းအကောင်းဆုံး ဆုံးရလက်တွေကိုရယူနိုင်မှုပြည်သက်တွေကမျှော်လင့်နေကြပါတယ်။ကိုကြီးအန်တိုနီရဲ့ဒီရသည့်ခြေစွမ်းဟာတကယ်ပဲထူးခြားကောင်းမွန်တာကိုတွေ့မြင်ရပြီးသူရဲ့အခုလိုမျိုးခြေစွမ်းမျိုးကိုဆက်လက်ထိန်းထားနိုင်မယ်ဆိုရင်နောက်နှစ်ဘလုံးဒီယောဆုအတွက်စည်ရင်းဝင်ဖြစ်လာဖို့ဆိုတာမကတ်ခဲနိုင်ပါဘူး။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချက်ပြတ်ပြီး